မြန်မာနိုင်ငံမှာအင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပြည်တွင်းမှာစောက်လုပ်ရေးပစ္စည်းတွေနဲ့ဘီလာမြေဈေးတွေ၃ဆနီးပါးလောက်မြင့်တက်လာပါတယ်။ဇွဲသည့်သတင်းပေးပို့ထားပါတယ်ရှင်။မြန်မာနိုင်ငံမှာမတ်လ28ရက်ကအင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်နိုင်ငံတော်ဝန်ကအဆောက်အအုံပေါင်း9000ကျော်ပျက်စီးခဲ့ပြီးငလင်းနောက်ပိုင်းပြည်တွင်းမှာစောက်လုပ်ရေးပစ္စည်းတွေနဲ့ဘီလာမြေဈေးတွေ၃ဆနီးပါးလောက်မြင့်တက်လာပါတယ်။ ပြပကတင်သွင်းတဲ့ဘီလက်မြေတွေရန်ကုန်စစ်ကမ်းကိုထပ်မံရောက်ရှိလာကြောင်းစစ်ကောင်စီအားပေါ်သတင်းစာကဧပြီလ10ရက်ကထုတ်ပြန်ပါတယ်။ဒီကာလအတွင်းပြည်ရင်းမှာလိုအပ်တဲ့ဘီလက်မြေကိုတင်သွင်းခွင့်ပေးထားပေမဲ့တကြံကာလကလေးကဘီလက်မြေစီ3ဆလောက်တက်လာတယ်လို့ပြည်ရင်းနေထိုင်သူတွေစီကနေသိရပါဗျ။ ငလင်းလှုပ်ပြီးနောက်ပိုင်းမှာကြာတော့ဗီလန်းမြေစည်းကြီးကတော့တော်တော်တက်သွားတယ်ပေါ့နော်ငလင်းလှုပ်ပြီးနောက်ပိုင်းသကြံမရောက်ခင်နေရာကြာတော့3800လောက်ထိတဲအိတ်ကိုလာမသိဖြစ်သွားတယ်နောက်ပြီးတော့အဲ့သကြံတွင်းမှာကြာတော့ဘလောက်ထိဖြစ်သွားလဲဆို4300ကနေပြီးတော့4000ထိတက်သွားတယ်ပေါ့နော်အဲ့ဒါတောင်မှဟိုလိုနာမည်ကြီးဟိုနာမည်ရှိရဲ့ brand တွေမဟုတ်တဲ့ ဟာလေးကအဲ့လောက်ထိတက်သွားတာပေါ့နော်အဲ့လောက်စီစီကအစမတန်တက်သွားတယ်ဆိုပေမဲ့သူတို့စိုင်းနေရပြောတာကြတော့အဝေကအေးပေါ့နော်ပုံမှန်ထက်အဝေတော့အေးနေတယ်ပေါ့နော် အရင်ပုံမှန်စီကကြတော့ဘီလက်မြေတက်အိတ်က18500လားမသိဘူးအဲ့လောက်ပဲရှိရဆိုတော့လေအခုက4000ကျော်5000တိတောင်ပေါက်တယ်လို့ပြောကြရဲဆိုတော့တော်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 3000လောက်တက်တယ်လို့ပြောရမှာပေါ့နော်ဘီလက်မြေစင်းတို့ကမတ်လ28ရက်မတိုင်ခင်ကတိတ်ကို ကျက်16,000 18,000ဝန်းကျင်ရှိခဲ့ရာကနေငလင်းလောက်ပြီးနောက်ပိုင်းတိတ်ကိုကျက်38,000နဲ့4,000ကျော်5,000ဝန်းကျင်အထိအစအစားဈေးတက်လာတာဖြစ်ပါတယ်။ငလင်းဘေးတံခန်းစားခဲ့ရတဲ့မန္တလေးမြို့မှာဆိုရင်လည်းဘီလက်မြေဈေးကငလင်းမတိုင်ခင် တိတ်ကိုကျက်2,000အောက်ရှိခဲ့ရာကနေငလင်းလောက်ပြီးနောက်တိတ်ကိုကျက်5,000ဝန်းကျင်အထိ3,000နီးပါးတက်လာတယ်လို့မြို့ကန်တွေကပြောပါတယ်။ ပြမေးသေးတယ်တိတ်ကို9000ရှိမယ်ထင်တယ်အရင်က2000ကနေပါလေအရင်ကနှစ်ဆ3000ဒီပါလောက်ခုန်တက်သွားနေတာဖြစ်တယ်ပေါ့နော်တမန်းကြောင်ရောပြပါရေးလုပ်ငန်းရှင်တွေကဟိုအမြတ်ထုတ်တဲ့နေထားကြောင်ရောပေါ့နော်ဘီလက်မေးသေးမှာမဟုတ်ဘူးတခြားဆောက်လုပ်ရေးပစ္စည်းတွေလည်းဟိုတက်သွားတဲ့နေထားတခုရောက်သွားတယ်ဒါပေမဲ့ဒီရိုက်ခတ်မှုကအရင်ပြင်းသွားတာဖြစ်တဲ့အတွက်ဟိုအယောင်းဝယ်သေးဖို့ကလည်း ပို့ပြီးတော့အေးလာရပေါ့နော်ငကူကမှရောင်းဝယ်စုကွက်ကတော်တော်အေးသွားရနေထားမှာမှအခုဆိုရင်ဒီအစင်းမြင့်ဒီတိုက်တွေကွန်ဒိုတွေဟိုရိုးရိုးတိုက်ခန်းတွေအကုန်လုံးကဟို ရောင်းဝယ်ကတော့တော်တော်လေးကိုအားသွားရအနေထားရောက်သွားမယ်ပေါ့နော်လက်ရှိအချိန်မှာငလင်ကြောင့်ထိခိုက်ပျက်စီးသွားတဲ့နေအဆောက်အအုံများတာကြောင့်ဈေးကွက်မှာဝယ်လွားမြင့်တက်နေသလိုပြည်ရင်းမှာလည်းစက်ရုံတွေပုံမှန်မလဲပန်းနံနာတွေကြောင့်ဘီလက်မြေဈေးမြင့်တက်လာတာဖြစ်ကြောင်းအဲ့ဒီလုပ်ငန်းအသိုင်းအဝိုင်းကနေသိရပါဗျာ။ မြန်မာနိုင်ငံမှာမတ်လ28ရက်ကလုတ်ခတ်ခဲ့တဲ့9တသမ9 Richter scale အင်အားပြင်းငလင်ကြောင့်တနင်္ဂနွေလုံးအတိုင်းတာနဲ့ဘာသာရေးဆောင်ပေါင်း3900ကျော်ဖျားဆီးတွေပေါင်း9600ကျော်နဲ့စေယုံစေကံပေါင်း290ကျော်ထိခိုက်ပျက်စီးခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါ